Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့ညနောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကိုကျွန်တော်တို့တင်ဆက်ပေးသွားပါမယ်။ဆိုတော့ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့ကနီးပြဖြစ်သူ Ruben Amorim ကလာမယ့်နေရာဒီအပြောင်းအရွှေ့မှာကိုယ်တမနေရာအားဖြစ်ဖို့အတွက်ကြိုးပမ်းနေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဒီနေရာမှာလက်ရှိကျွန်တော်အနေနဲ့ပေါ့နော်ဒီ Torino ရဲ့ကစားသမားဖြစ်သူဒါ Torino ကိုယ်တမဖြစ်သူ Venger Milenkovic Savic နဲ့ဒါသတင်းတွေထွက်နေပြီးတော့ အသင်းဘက်ကခေါ်ယူလို့တဲ့ကစားသမားစည်ရင်းနေတဲ့မှာဒီဂိုးသမားဖြစ်သူကိုကျွန်တော်ဒါအဲနံပါတ်1အဖြစ်ကျွန်တော်ဦးစားပေးပါတော့ဒါစည်ရင်းနဲ့ထည့်ထားတယ်ဒီတိုရီနိုဂိုးသမားနဲ့ပတ်သက်ပြီးတော့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကဆက်သွယ်မှုတွေအရင်ဆုံးပြုလုပ်ခဲ့ပြီးဖြစ်ပြီးတော့ပြောင်းရွှေ့ခြင်းနဲ့တခြားအချက်လက်တွေကိုစောင့်ဆိုင်းနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆာဗေ့ချ်ကိုယ်တိုင်ကတော့မန်ချက်စတာယူနိုက်တက်နဲ့ပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်နေတယ်ဆိုပြီးတော့ Fabrizio Romano ကကျွန်တော်တရင်ကျွန်တော် report လုပ်ထားတယ်ဆိုတော့ဒီကိုသမားကလက်ရှိမှာအသက်28နှစ်ရှိပြီပေါ့နော် ကိုသမားတယောက်အတွက်28နှစ်ဆိုတာမျိုးကဘာမှမဟုတ်ဘူးပြည်တည်လားဒါအပြင်လက်ရှိတူရီနိုနဲ့လည်း2026ခုနှစ်ဇွန်လ30ရက်နေ့ထိတည်တန်းရှိတဲ့စာချုပ်ကိုချုပ်ထားတယ်ဆိုတော့တစ်နှစ်ပဲ ကျွန်တော်တို့ကြံတော့တယ်ဗောနော်တနေ့ပဲကျွန်တော်တို့ကြံတော့တယ်အဲဒါအပြင်ဒီကိုသမားဖြစ်သူကကျွန်တော်တို့ဒါမင်း6ပြီကြိုးတယ်ဗျအရက်ကိုင်းနော်6ပြီ3 6ပြီ4လောက်ရှိတယ်ဆိုတော့ဒါမစူးလို့ကျွန်တော်ပြောရမှာပါဗျာကိုသမားတယောက်အနေနဲ့ဒါအပြင်သူ့အနေနဲ့ဗောနော်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲလက်ရှိသတင်းထွက်ထားတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်တော့ United တသင်းပဲကျွန်တော်ရှိတာဗောဗျာဒါအပြင်ဆာဗီယာရဲ့လက်ရွေးစင်ကိုသမားဗောနော်ဆာဗီယာမှာသူ U16 ကနေဆက်လို့ဆက်ခွန်ဆက်ချစကူ21တက်လက်ရှိလက်ရွေးစင်အသင်းကြီးတိရွေးချယ်ခံထားရတယ် အဲဆာဗီယာလက်ရွေးစင်အသင်းတွေ19ပွဲတိတူကစားပေးထားတယ်ပေါ့2021ခုနှစ်ကစလို့ရွေးချယ်ခံထားရတာအဲဒါဟာလက်ရှိဒီဂိုသူမားရဲ့လက်ရှိအခြေအနေပေါ့နော်အဲသူ့အနေနဲ့ကျွန်တော်တို့လက်ရှိ stats တွေကိုကျွန်တော်တို့ကြည့်ကြည့်ရမယ်ဆိုရင်ခဏနော် stats တွေကိုကျွန်တော်တို့ကြည့်ကြည့်ရရင်အဲ DRD မှာ အီတလီစီးရီး34ပွဲထိကစားထားတဲ့တူရီနိုအတွက်နော်34ပွဲထိကျွန်တော်ကစားထားတယ်ပြီးခဲ့တဲ့ရာသီက36ပွဲထိကစားထားတယ်ပေါ့နော်တူရီနိုရဲ့ဒါအဓိကဂိုးသမားပေါ့ဗျာဒီဂိုးသမားနဲ့ပတ်သက်လို့ရှိရင်တော့အနီးကဆောင်ကြည့်ဘူးတာတွေတော့ကျွန်တော်မရှိဘူးပေါ့နော်အနီကစောင့်ကြည့်ပူတာလည်းမရှိဒါပေမဲ့နောက်ကြလို့ရှိရင်တော့စိတ်ချပါကျွန်တော်ဗီဒီယိုတွေထွက်လာမှအဲ့ကြမှာပဲကျွန်တော်ချိကြပါဆိုတော့ညီကတို့နေနေရောဘလူမင်းညလဲဒီနေရာမှာတူရီနိုဂူသမားဖြစ်သူနဲ့ပတ်သက်လို့အနီကစောင့်ကြည့်မဲ့သူစောင့်ကြည့်ထားဘူးတဲ့သူ တော်တော်ကိုရှားလိုက်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ဒါကဘာကိုပြောသလဲဆိုတော့နီးပြားဖြစ်သူရူဘင်အမ်မိုရင်ရဲ့ကျွန်တော်အနေနဲ့ဒီသဘောကိုကောင်းကောင်းတွေ့နိုင်တယ်။အမ်မိုရင်ကလက်ရှိကုသမာအန်ဒရယ်ဦးနနာလက်ရှိကုသမာကျွန်တော်တွန်မီဒန်လက်ရှိကုသမာ LT ဘိုင်ယန်ဒါတို့ကိုသိပ်ပြီးတော့ယာနှုံးပြေယုံကြည်မှုမရှိဘူး။သူတို့နဲ့ comfortable မဖြစ်ဘူး။ဒီကစားမတွေဒီ United ရဲ့ဘောနကျွန်တော်80တင်းနဲ့နံပါတ်1ကုသမာတွေလို့မထင်လို့ပဲ။ဆိုတော့အိုးသူတို့နေရာတွေကိုဘောနစိန်ခေါ်နိုင်မဲ့ကုသမာတယောက်ထပ်ပြီးတော့လိုချင်နေတာနီးပြအမ်မိုရင်က ဒါဒီနီးပြားဖြစ်သူရဲ့ ruthless ဖြစ်တဲ့ကျွန်တော်ကအခြေအနေကိုပြတာပဲနော်ဒါအများကြီးဝမ်းသာစရာဘာလို့လဲဆိုတော့အသင်းမှာဘယ်ကစားသမားမှမင်းတို့အတွက်ပေါ့နော်ဒီဘယ်လိုပြောမလဲလွယ်လွယ်ကူကူနဲ့ပွဲကစားခွင့်တွေရနေတာမျိုးနော်မင်းတို့ဘလောက်ပဲတိုင်ပတ်တိုင်ပတ်အတင်းမှာအေးအေးဆေးဆေးဆက်ရှိနိုင်ပါတယ်ဆိုတာမျိုးကို MO ရင်းကညင်းဆိုထားတဲ့ပုံစံမျိုးပဲမင်းတို့ဒီအတင်းမှာရှိတင်ရှိထိုင်မှရှိမယ် မဟုတ်လို့ရှိရင်တော့ဒိုးရမယ်မဟုတ်လို့ရှိရင်ပူကောင်းတဲ့သူနဲ့စားထိုးခံရမယ်ဆိုတာမျိုးကိုပြတာပဲ။ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ဘာတဲ့ရင်ကျွန်တော်တို့သိတော်မသိဘူးပြဒီဒီ Venture Milan Covid Service ဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ ဒီ Lazio မှာဟိုအမြဲတမ်းတရင်ထွက်ခုတဲ့ကစားမရှိတယ်လေနော် Service Service နော် Milan Covid Service ဆိုတော့တယောက်ရှိတယ်လေအဲသူ ਨੇ ညီကိုပဲနော်ဒီသူကဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါအတင်းဘက်ကဂူဒမအစားထိုးဖို့အတွက်ကြိုးပမ်းနေတာဒါအုံနနာအတွက်ဝမ်းနေမယ် เนาะကျွန်တော်တို့က LT Pioneer တဲ့1နင်းမယ်ဒါပေမဲ့လို့ကျွန်တော်ဂိုးသမားကလိုဂိုလိုတယ်ဘာလို့လဲဆိုတော့ LT Pioneer ဒီတူရကီဂိုးသမားကဒီပုံမှန်ပွဲကစားခွင့်ပူပြီးတော့ရလိုတယ်ပေါ့ဘာကြောင့်လဲဆိုတော့2026ခုနှစ်မှာဒီဟွာအတွက်ပေါ့เนาะသူတူရကီအတွက်နေရာရချင်တယ်ပေါ့ဗျာပွဲထွက်ပွဲထွက်ခွင့်မဟုတ်တော့မှလေယူစင်းနဲ့မှရွေးချယ်တာကိုသူခံရချင်တယ်ပေါ့ဒီတော့ Manchester United နဲ့သူ oh sorry ပါလေဒီသူနဲ့ United မှာသူနေရာရနေတာတွေကအဆင်မပြေဘူးပေါ့နော်ဒါကြောင့်သူအသင်းကထွက်ချင်တယ်ဆိုတော့နောက်ထပ်တစ်ယောက်ကမဖြစ်မနေကျွန်တော်အစားထိုးမရမှာဒီနေရာမှာအစားထိုးမဲ့တူတူတော့ဦးနနာရဲ့နေရာပါလူယူနိုင်တဲ့ဂိုးသမားမျိုးဖြစ်မှတော်ကားကြမှာဒါကြောင့်ဒီဂိုးသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်စောင့်နှုတ်ကြည့်ရမယ်ဘာတွေဆက်ပြီးတော့ထူးခြားလာမလဲလို့ဒါပေမဲ့ Fabrizio Romano ရဲ့ပြောကြောရအရာဆိုလို့ရှိရင်တော့ United က လက်ရှိ Vanja Milan Kovic Savage ကိုအသင်းဘက်ကခေါ်ယူလို့တဲ့ဂူဒမအစ်တစ်ဖြစ်စရင်းနဲ့ကိုကျွန်တော်ထည့်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ညီကရိုအနေနဲ့ရောဒါအသင်းဘက်ကရအောင်ခေါ်နိုင်လိမ့်မယ်လို့ညီကရိုထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်ရလို့ရှိရင်တော့ဒါတိတ်တော့မထူးကြပါဘူးဒါမဲ့ထူးကြရတယ်ဗျာနော်ဘာလို့လဲဆိုတော့အတင်းသမိုင်းတစ်ချောင်းမှာဒါဒုတိယအကြိမ်လုပ်တယ်ထင်ပါတယ်ဒါပါလဲဆိုတော့ယူနိုက်တက်အတင်းကလာမယ့်ကြာသာပတေးညမှာရှင်မင်းကစားမယ့်ယူရိုပါလိစီမီဖိုင်နယ်ဒုတိယအကြိမ်ပွဲစဉ်ပွဲမဆခင်မှာအတင်းကောင်းဆောင်ရဲ့အတင်းကောင်းဆောင်ဘရူနိုဖရန်နက်စ်ရဲ့ဒါအတီးပြုတ်ထားတဲ့ T4 အတိတ်ကိုပြသသွားမှာဖြစ်တယ်ပေါ့ပွဲစဉ်အခိုက်တန့်ရဲ့အချိန်ဝါကိုပိုအသက်ဝင်စေဖို့အတွက်ဘလူးဒီဇိုင်းနေပေါ့နော်ဟိုဘလူးပြသသွားမလဲဆိုတာကတော့အဲ့ဒီညမရောက်မချင်းထုတ်ဖော်ပြသမှာမဟုတ်ဘူးဆိုပြီးတော့ official united ကနေပြီးတော့ကျွန်တော်ပြောလာတယ်ဒီနေရာမှာပြီးခဲ့တဲ့ကျွန်တော် lion နဲ့ဒုတိယကြော့မှာဆိုလို့ချင်းလည်းပဲကျွန်တော်တို့ဒါ T4 ကြီးကျွန်တော်တို့ဒါပြသတကယ်တယ်အန်ဒီအားပဲဒီလိုဒီလိုဆက်ပြီးတော့ကျွန်တော် ပေါ့နော်ဒါ T4 ထပ်ပြီးတော့ဗမတူညီတဲ့ဒီဇိုင်းတစ်ခုပေါ့ဗျာကျွန်တော်ပြသဖို့ကျွန်တော်လုပ်တယ်ပေါ့နော်ဒါကတော့ ဟိုပြီးခဲ့တဲ့ယူရိုပါလိဒုတိယကြော်တွေကမြင်ထားရတဲ့အရာပါယူနိုက်တက်ကအဲ့လိုတွေတိတ်လုံးလို့မရှိဘူးအခုနောက်ပိုင်းမှာမှကျွန်တော်တို့ IT4 တွေကျွန်တော်တို့မြင်လာတာအဲနောက်တစ်ခုသတင်းကိုကျွန်တော်ဆက်ကြည့်ရရင် United အသင်းရဲ့လက်ရှိဂိုးသမားဖြစ်တဲ့ Tumhitan ကိုနောက်ထပ်စာချုပ်သက်တမ်းတစ်နှစ်ရှိတဲ့နော်ကျွန်တော်တို့ဒါဟိုစာချုပ်သက်တမ်းတရက်ကိုကန့်လှမ်းဖို့အသင်းဘက်ကမျှော်လင့်ထားတယ်ပေါ့ Tumhitan ကိုယ်တိုင်ကအသင်းရဲ့အဝတ်အစားလေးကနေမှပြပြကစားမအများစုနှစ်သက်တဲ့သဘောကျတဲ့သူတူဦးဖြစ်တယ်လို့ အတင်းရဲ့ခေါင်းဆောင်အဖွဲ့ဝင်တွေမှာဆိုလို့ရှိရင်လည်းပဲတဦးဖြစ်သူပါဝင်နေတယ်ရူဘင်အမ်ဘိုရင်းကလည်းလက်ရှိသူ့အနေနဲ့ပေါ့နော်ဒီ dressing room နဲ့မှာဘလောက်ထိအကျိုးပြုနိုင်တဲ့ကစားမတစ်ယောက်ဆိုတာလဲသူကိုယ်တိုင်တန်ဖိုးထားတယ်။ Fernandez နဲ့လည်းလက်ရှိကျွန်တော်တို့ရဲ့အသင်းကောင်းဆောင် Bruno Fernandez နဲ့လည်းတအားကောင်းတဲ့ဆက်ဆံရေးတစ်ခုရှိတယ်ပေါ့နော်။ဒါကြောင့်လက်ရှိမှာအသင်းဘက်ကတော့ Tumidan ကိုနောက်ထပ်တက်တန်းတစ်နှစ်တူဖို့အတွက်အသင်းဘက်ကမျှော်လင့်ထားတယ်ဆိုပြီးကျွန်တော်တို့သိရတယ်။ဘယ်လိုပြောမလဲ ဟိုအသင်းမှာတော့ဗောနော်ပြိသက်အများစုကတော့ဗျာဒီလုံးဝပွဲထွက်ခွင့်ရနေတဲ့သူတယောက်လည်းမဟုတ်တာရဲ့အသက်ရွယ်ရလဲကျွန်တော်အနေနဲ့ဗောနော်ဟိုအဆင်မပြေတာပြီးလို့ရှိရင်အသင်းလိုအပ်တယ်ဆိုလို့ရှိရင်လည်းပဲကွင်းထဲမှာကစားမယ်ဆိုရင်တော့မစိတ်ချတဲ့အခြေအနေမျိုးမရှိတော့တာရဲ့ကြောင့်အတင်းဘက်ကပြိတ္တအများပြိတ္တအများသူကတော့တူမီတန်ကိုဆက်ပြီးတော့တတန်တူဘူးတနစ်တတန်ကန်လန်ဘူးလောက်တာကအိဗယ်မရှိဘူးဆိုပြီးတော့ကျွန်တော်ယူဆထားကြတာပေါ့နော် ကျွန်တော်ကတော့ကြာတိုက်တိတ်အဲ့လောက်ကြည့်တော့ကျွန်တော်ကတော့တိတ်မပြောချင်ဘူးဘာကြောင့်လဲဆိုတော့ဟိုအတင်းမှာအကျိုးပြုနိုင်စွမ်းနည်းတယ်ဆိုတာကကျွန်တော်ကကွင်းထဲမှာကိုကြည့်တာကိုဒါပေမဲ့အဝစ်စားလဲကန်းနေမှာသူ့အနေနဲ့ဘလောက်ထိပေါ့နော်ကျွန်တော်ဒီဩဇာရှိနေတယ်လဲပေါ့လက်ရှိလူငယ်ကစားမားတွေကိုဘလောက်ထိသူအကျိုးပြုနေတယ်လဲစိတ်ပိုင်းဆိုင်ရာအရာတွေသူဘလောက်ထိအကျိုးပြုနိုင်နေတယ်လဲတော့ဒါအပြင်သူဟာအတင်းအကယ်ဒမီကနေထွက်တဲ့နေရာမှာပါတယ်မလားအဲ့လိုမျိုးဆိုတော့ အဲ channel example တွေကိုဒီတမလားဒီသူသူ value လုပ်တဲ့ရာတွေတင်ပြလို့ရတယ်ဗျာเนาะလမ်းညွှန်ပြလို့ရတာမျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ကျွန်တော်မမြင်နိုင်တဲ့နောက်ွယ်ကအကျိုးတက်ရောက်မှုတွေမှာ twin meter ကအရေးပါတဲ့အခန်းကဏ္ဍကလည်းပါဝင်နေတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေလက်ရှိ Ruby Emoting ဆိုတာမျိုးကအချိန်ကြီးမကောင်းရင်တူအချိန်ကြီးအမြင်တစ်ခုအကျိုးပြုနိုင်တယ်ဆိုအစ်တင်မှာဆက်နေဆိုတဲ့ပုံစံမျိုးတွားနေတာ market stretch ဖို့လိုလို player မျိုးတွေတော့မှအငှားလက်လုပ်ပြီးတော့ပြန်အစားမထိုးနိုင်လည်းပြဿနာမရှိဘူးဆိုပြီးတော့ဝင်မလေးခဲ့တဲ့ Ruby Emoting က တူမီတန်ကိုစာချုပ်တရံတူဘူးတဲ့သဘောကျတယ်ဆိုတာမျိုးကအလဟတ်သက်တော့ကျွန်တော်မဟုတ်ဘူးအဝစားလဲကန်းနေမှာကျွန်တော်မမြင်နိုင်တဲ့စွမ်းဆောင်ရည်ဒီเนาะကျွန်တော်သာခေါင်းဆောင်ပိုင်းနေပဲဖြစ်ဖြစ်ပါဖာနန်ဒက်စ်2ဘာလို့ကိုကူညီတာမျိုးပဲဖြစ်ဖြစ်လူငယ်တွေကိုကျွန်တော်တို့ဘောနော်ဒါလမ်းပြပေးတာမျိုးပဲဖြစ်ဖြစ်အခုမဟုတ်တခုတော့အရေးပါလို့ပဲဒီတိုင်းဘသူကမှန်တော့ဗျာသိတယ်မလားကနော်ဒီ United ဘက်ကကျွန်တော်တို့ကြည့်တော့လေဘာမှအရေးမပါတဲ့ကစားမတစ်ယောက်နော်ဝန်တန်းတစ်ယောက်အလုပ်သမားတစ်ယောက်ကိုပိုက်ဆံရေးမင်းအများကြီးပြီးပြီးတော့ဘူးမထားမှာမဟုတ်ဘူးလေအကျိုးမှမပြုနိုင်တာတနည်းမို့တနည်းတော့အကျိုးပြုနိုင်မှာတော့ကျွန်တော်ရမယ်ဒါကြောင့် အတင်းဘက်ကတော့2မီတန်ကိုစာရုပ်တန်တန်နှစ်တူဘူးအတွက်ပေါ့နော်ဒါပြင်ဆင်နေတယ်အမှန်ကဘယ်ပဲဘယ်ချိန်မှကျွန်တော်တို့ဒါရအောင်တူမလို့ကြည့်ရမှာပေါ့လေကျွန်တော်ကတော့ဒီ LD Bayerna လဲထွက်မယ်ဆိုလို့ရှိရင်တော့2မီတန်ကိုစာရုပ်တန်တူဘူးကတေချာတယ်လို့ကျွန်တော်ထင်တယ်ကိုနနာဆက်ရှိမယ်2မီတန်ဆက်ရှိမယ်အဲ့ဒီလိုချင်းကျွန်တော်ဒါအဲ LD Bayerna ထွက်မယ်နောက်ထပ်ကုသမာတယောက်ရောက်လာမယ်ဒီပုံစံတော့တွားလိုက်မယ်ထင်တယ် နောက်ထပ်တစ်ခုကတော့ဒီ Manchester United ကနေပြီးတော့ခေါ်ယူတာအပြီးမြောက်ထားပြီးသားဖြစ်တဲ့ကစားမ Diego Leon ကဇွန်လဒုတိယအပတ်လောက်မှာအင်္ဂလန်ကိုလာပြီးတော့ Manchester United နဲ့ပူးပေါင်းမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့ Diego Leon ကအသင်းဘက်ကဘာလို့ပြီးခဲ့တဲ့ကာလကလေးကကျွန်တော်ခေါ်ထားတယ်ခေါ်ပြီးတော့လက်ရှိသူ့ကိုကျွန်တော်ဒါအငှားပြန်ပြီးတော့ချလာတာသူ့ရဲ့ကလပ်ကိုအခုတော့ကျွန်တော်ဒါနွေရာသီပြောင်းရှိမှာအသင်းကိုပြန်ရောက်လာမယ်အသင်းနဲ့သူပူးပေါင်းပါမယ်ပြီးတာနဲ့အသင်းရဲ့လား ခြေစမ်းပွဲတွေပေါ့နော် ရာဒီယိုခြေစမ်းပွဲစဉ်တွေကိုသူလိုက်ပါရမယ်ပေါ့ဗျာဒါကတော့တိတ်တော့မထူးဆန်းဘူးပေါ့နော်ဆိုတော့လက်ရှိအသင်းကိုပြန်ရောက်လာပြီဆိုတဲ့အချိန်မှာဒီကောင်လေးနဲ့ပတ်သက်လို့ဒါအနီးကကြည့်ရတော့မှာပေါ့လေခြေစမ်းပွဲစဉ်တွေမှာဒီကောင်လေးဘယ်လောက်ထိလှုပ်ပြနိုင်မလဲဘယ်လောက်ထိကျွန်တော်အလားလာရှိတယ်လဲအသင်းဘက်ကငွေကုန်ကြေးကြအများကြီးခံပြီးတော့အစိုးရခေါ်ပြီးတော့ပြန်လွှတ်ထားရတာသူသူရဲ့ကလပ်အသင်းထံကိုဆိုတော့သူနဲ့ပတ်သက်လို့ရှိရင်အများကြီးမျှော်လင့်ချက်ရှိပါတယ်ဆိုတော့ဒီဂိုလီယွန်ဒီမန်ချက်စတာယူနိုက်တက်ကိုလာမယ့်ဇွန်လမှာပေါ့နော်ရောက်လာမယ်ပေါ့ဗျာဆိုတော့ဒါကတော့လက်ရှိကျွန်တော်တို့ဒါ ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေပေါ့နော်ဒီထဲမှာ Newcastle ဆေးဝင်သွားဖို့ကောင်းမယ့်အကြောင်းအရာတွေပါသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ညကျွန်တော်တို့အနေနဲ့ဒီ Inter Milan ပွဲဘောချောင်ရှိပါတယ်ဘောဘောမှချက်မှာစိတ်ဝင်စားတယ်ဆိုလို့ချင်းကျွန်တော်တို့လာပြီးတော့ join လို့ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးများကြီးပါတယ်ဒီညမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ